ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ပုံမှန်ရင်းနေကြစေစံနီလင်းကိုတံပေးလိုက်ရရှင်ဖြစ်ပါတယ်ခင်ဗျာဆေးရတော့၅ခွက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်နံပါတ်၅ခွက်မှာဆေးအပြည့်ထည့်လိုက်ပြီးဖြစ်ပါတယ်နံပါတ်၄ခွက်မှာကတော့ဆေး၁၂ဆက်ထက်မှာဖြစ်ပါတယ်ခင်ဗျာနံပါတ်၃ခွက်မှာကတော့ကျွန်တော်ဆေး၈ဆက်ထည့်ထားတာဖြစ်ပါတယ်ခင်ဗျာ နံပါတ်1ခွင့်မှာကတော့ကျွန်တော်40ထက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးအနုဆုံးခွင့်မှာကတော့40ထက်ထက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကအလန်းအမောင်ခွင့်မှာဖြစ်တဲ့အတွက်15ခွင့်ဆက်ရတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုကျွန်တော်ကာလာမဲရဲ့အကုံလုံးကိုအပြည့်အပြည့်လိုက်ထည့်ရမှာဖြစ်ပါတယ် တကယ်လို့ကာလာမင်းရင်မထဲဘူးဆိုရင်ရေကိုတောင်းလဲရပါတယ်ခင်ဗျာရေကတော့ရေတက်ကိုတောင်းရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကာလာမင်းရင်ကိုအတုံးပြုတ်ထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလိုစဉ်းစားနည်းလေးစဉ်းစားနည်းတွေနဲ့ပေါ့နော်ပုံလူလေးတွေကိုပေါ့နော်ထုံးနိုင်ပါတယ်နော်အခြားပုံလေးတွေကိုလည်းထုံးနိုင်ပါတယ်ခင်ဗျာအခုဆိုကျွန်တော်ရေထည့်ပြီးသွားတာနဲ့ကျွန်တော်အကုန်လုံးကိုလိုက်ငွေလိုက်တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီစီဇန်နီးလေးကိုခင်ဗျားတို့အတွက်အသုံးဝင်မယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နီနီတက်တူမအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာနောက်လာမယ့်ဗီဒီယိုဖိုင်လေးတွေမှာလည်းကာလာစန်းနီးလေးတွေကိုကျွန်တော်တံပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့တတူရေးရင်နဲ့ညီကောင်မောင်နှမများကျွန်တော်စီမာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်နေတာကတော့အောင်းရံအောင်ွဲ့ဆိုင်ဟဖြစ်ပါတယ်